09 Dumbers အနည်းတွေ Ukraine စစ်တပ်မှ Russia စစ်တပ်ကမပြဖြစ်စည်းခံရခြင်း Russia စစ်တပ်ကို Ukraine ကပြုခင်းရမှာပြည်စင်မှုအားနဲ့နေပါတယ် Russia စစ်တပ်ကို Ukraine နိုင်ငံသားများကဖိနှိပ်ရရှိပါတယ် Ukraine ရှိဘက်ချမ်းမှာတိုက်ပွဲတွေဖြစ်နေတယ်လို့ကြမ်းကြင်တူကပြောပါတယ် Russia စစ်တပ်ဒီ Moscow အကျူးကျော်ရန်ကြိုးပမ်းနေခြင်းလို့ Ukraine ရှိဘက်ရှိ၎င်း၏ရင်းမြစ်များကိုအာရုံစိုက်နေ ပြောတော့ကာကွယ်ဆောင်ရှောက်ရင်လူပန်းခဲ့တော့လေကြာရှုံးခဲ့တော့တက်တနီးစဒေတာတီယခုကတိုက်ပွဲဘဟုဖြစ်တော့ပြန်လည်ရောက်ရှိနေဖြစ်ပြီးထိုဒေတာရှိတကားကိုဖျက်ကျော်ရန်ကြိုးပမ်းစဉ်ရုရှားတို့ဂျာပြတိုက်ခိုက်ခြင်းခံခဲ့ရသည်ချက်ထရမ်ဟော့စ်မှာရုရှားနှင့်ယူရာစီယာအစီအစဉ်မှကျွမ်းကျင်သူစမန်တာဒီပန်ဒါဤဒေါ်ဘလိုပေါကန်ဘက်တို့မှပြောပြချက်အရာဗီဒီယိုရုရှား၏အင်တာဗျူးဟာသည်လုံးလိုက် စစ်ပွဲဤပထမရက်တပတ်များကိုကျုံသွားပုံပေါ်ပြီးကီဘာအတွက် dash ပြုလုပ်ပုံပေါ်သည့်ကျွန်တော်တို့သည် Chatran House ကြီးရုရှားနှင့်ရုရှားအစည်းအဝေးဤတွေ့ပတ်လုပ်ဖို့ကံမများနှင့်ပြန်လည်ပူးပေါင်းခဲ့သည်ဟုပြောကြားခဲ့သည်စမန်တာဒီပင်တာဤ နှင့်စမန်တာတို့သည်ယခုချိန်တွန်ဘက်ကိုစီရီရာအာယုံဆိုင်နေကြပြီး၎င်းတို့သည်တွန်ဘက်ရှိတို့သုံးမျိုးကိုသာအာယုံဆိုင်နေကြပါများသည်ဒိုနက်မျိုးသည်အဆိုပါမျိုးများ၏ရှိဘက်ကြလုံးမျိုးဖြစ်ပြီးယူကရိန်းနှင့်ချုံမှုအောက်တွင်ရှိနေသည်ဖြစ်ပြီး၎င်းသည်ယခုချိန်တွင်အမှန်တကယ်ဆိုရင်ကျောင်းချောက်ချားအပွဲတစ်ခုလာနေရရှာတို့သည်ဆိုပါအေရီယာတွင်ဖြတ်ကျော်ရရရှိလာပြီးဂျိုးကမှုများသောကိုမောင်းမြင်သဖြင့်လက်လျှော့ပေးရသည်သူတို့ကမြေကြောင်းတစ်လျှောက်တက်တွင်ခြားရင်းနှင့်ယူကရိန်းတွင်ရတိုက်ခတ်မှုကိုခံရကြရသည် ကျွန်တော်ကတော့ပထမကဘာစီရဲ့ပထမဆုံးပုံလေးကိုပြန်မဲ့ရမိပါတယ်။ဒီနေ့တူတူပဲဖြစ်မှာ။ကတော့ချင်းမှုတွေကသူတို့ရဲ့လူကိုကတော့ထိတ်ကိုကြော်ပြို့ကြော်ပြီးချုပ်ပန်းရောက်တာနဲ့ဆုံးသက်လိုက်ရမှာပဲ။ရုရှားစစ်တပ်ကယူကရိန်းတွင်တိကျထင်ရှားသောဆုံးရှုံးမှုများနဲ့ကြုံတွေ့ခဲ့ရကြောင်းကာဝေးဝင်ထံကပြည်သူ့ပြည်သူ့ပြည်သူ့ရှားရဲ့စစ်ပွဲစီစဉ်ကတည်းကရုရှားတပ်ဖွဲ့ဝင်1500ဆုံးရှုံးခဲ့ရသည့်ယူကရိန်းဆိုရာကခိုင်မာစွာမော်စကိုဒီပြည်ပခအတွင်းဖာမဲလက်ပြင်းများ တင့်ကားများရဟန်းကြီးများနဲ့တိုက်လီရင်ထောင်ပေါင်းများစွာဆုံးရှုံးခဲ့ သည်ကာဝေးဝင်ကြီးဘန်ဝဲလက်စ်ကပြောကြားခဲ့သည်။ဤစီရင်တွင်အနည်းဆုံး3,530အက်ဒရန် လက်တဝင်တန်းတင်မောငါတို့ရင်တိုက်ခိုက်ရင်960လို့ပါဝင်ပါရရှာရဟရင်660ကျော်နဲ့တိုက်လီများပုံဆောင်ခဲ့ရပြီးတပတ်လီများတပတ်ခန့်ချိန်ယူရမည်ယူဆရကယခုအခါတွင်ရသက်တပတ်များစွာကြာသွားခဲ့ပြီဒိုနက်စ်မျိုးနီးတွင်တိုက်ဝဲများဆက်လက်ဖြစ်ပါနေစေဖြစ်စနေနေကလေးကယူကရိန်းရှေ့ပိုင်းတိုက်ပွဲများတွင်ရရှာတပ်ဖွဲ့များအားရေးစစ်စင်ရေးများဆက်လက်လုံဆောင်နေကြောင်းယူကရိန်းစစ်တပ်ကယနေ့ဖော်ပြသည်ရရှာသမ္မတဗလာဒီမာပူတင်ယူကရိန်းနှင့်ရင်းနှီးဆွေးနွေးမှု ်ဒီဒီနေချာမီကာရောင်းနေတာတိုက်တွန်းလိုက်ပါပြီ။ယူကရိန်းတိုက်ပွဲများဖြစ်ပြီးကော်ဒီမော့ဇလင်စကီအင်ယူနီဝဲမက်ကွန်နီလော့ဖ်တာတို့ဒီစစ်ကြောင်းပြောခဲ့သည်။၎င်းတို့နှစ်ဦးဒီချက်ချင်းပြစ်ကတ်ရစဲရင်းနှင့် ရုရှားတပ်များစုခါရီကိုခိုင်မာတောင်းဆိုခဲ့ကြောင်းဒီပီယုံကပြောကြားခဲ့တယ်။ရုရှားကောင်းဆောင်ကလည်းမော်စကိုဒီ PF နဲ့တွဲဆုံဆုပြန်လည်စတင်ရန်လမ်းဖွင့်ထားတယ်လို့ပြောဆိုခဲ့ကြောင်းခရမလင်နန်းတော်ကြီးထုတ်ပြန်ကြရသည်။ရုရှားသမ္မတပူကရိန်းသမ္မတဆာလန်စကီးတို့ကြားတိုက်ရိုက်ဆွေးနွေးမှုဖြစ်နိုင်တယ်လို့ဖော်ပြထားခြင်းမရှိဘဲယူကရိန်းတို့ကနောက်နိုင်ငံမှလက်နက်များပေးဖို့ရင်ဒီအနေရှိပြီးလက်ရှိအခြေအနေကိုပုံမမတည်ငြိမ်ဖြစ်စေဖြစ်ကြောင်းရုရှားဘက်က All related recently uploaded words အခုတင်ပြမယ့်ဗီဒီယိုရဲ့ခေါင်းစဉ်ကတော့ရက်ဆက်စွာတိုက်ခိုက်မှုကာမီကန်စတွန်ကိုတုံ့ပြုပြီးကြီးမားတဲ့ရုရှားတင်ကရင်သားစင်ပေါင်းများစွာကို ယူကရိန်းမှာဖျက်ဆီးခဲ့တဲ့အကြောင်းမျိုးဖြစ်ပါလေရှင်။မြန်မာတက်မတော်ဘုသူတော်အနေဖြင့်ပြည်သက်များအလုံးစံမှချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းကျွန်တော်တို့ရဲ့အစီအစဉ်ကိုနိုင်နာဖို့နားထောင်ဖို့ဖိတ်ခေါ်ပါရစေ။ ယူကရိန်းစစ်တပ်မှတာဝန်ရှိသူများကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုဖိုင်တွင် chemical drone တစ်စီးရဆိုလို့ရှိရင်ရုရှားတင်ကားတွေကိုဝင်သွားပြီးတော့ဒီကိုလုံးကြီးအပြင်ပြောင်းလဲသွားတာကိုမြင်တွေ့ခဲ့ရကြောင်းသိရပါတယ်။ယူကရိန်းအထူးစစ်စစ်ရေးတပ်ဖွဲ့များမှဗီဒီယိုဖိုင်ကိုယူကရိန်းအထူးတပ်ဖွဲ့များက အင်ကာနစ်တွင်ကြောစား တတာကြရာယူကရိန်းတွင်ခမီးကက်မောင်းသူမဲ့လေးများအထူးစိတ်အတက်ဖွဲ့ဝင်များသည်ယူကရိန်းသိမ်းပိုက်သူများကိုဖျက်ဆီးနေတာကြောင့်မလို့ယူကရိန်းရှိအော်ပရေတာများသည်အခြားသောခီမီလက်နက်တမျိုးကိုပန်ဆိုင်ရန်ကျွမ်းကျင်မှုများတည်တွင်ခဲ့ကြပြီးရန်သူတင်ကားတစ်စီးကိုရန်သူလူအင်အားနှင့်အတူစစ်သားများအတိုင်းဖျက်ဆီးပစ်ကြပါသည် ရစသိမ့်လိုက်သူများ၎င်းတို့ရဲ့တင်းတင်းကားချက်ဝတ်တစွာများပေါ်တွင်ထိုင်နေသည့်နေရာတစ်ခုတွင်သိတဲ့စိတ်အရဲတောက်နေကြသူလည်းပဲရရှာအသိမ့်လိုက်သူများဟာထုံးစံတိုင်းဝီဟင်မှမမျောလင့်ထားတဲ့တိုက်ခိုက်မှုတစ်ခုကြောင့်မလို့ရုတ်တရက်ရန်တန်သွားခဲ့ရပါတယ်။ပြစ်တဲ့တဲ့ပေါက်ကွက်စီတဲ့တဲ့ပေါက်ကွက်ပစ္စည်းများလည်းဆင်ထားတဲ့ခိမီကာမီကာစီဒရုံးဟာဆိုလို့ရှိရင်ရန်သူအားပြည့်ပြည့်မရတဲ့ဒိဆုံးချုပ်မှုများကိုဖြစ်စေကာတင်ကားတဲ့သူတဲ့တဲ့ပြန်တန်သွားခဲ့ပါတယ်။ ရန်သူကိုချိန်မုံကြီးလုပ်ငန်းရှင်တစ်ခုလုံးကိုတက်တမဒရုန်းပေါ်တွင်တက်ဆင်ထားတဲ့ကင်မရာဖိရိုက်ကူးထားတဲ့ EDO ဖာ EVDO ဖိုင်ကအများကြီးသူကိုပထမဆုံးကြိတ်တင်ခဲ့တော့လေပဲ။ Kamikaze အုံမြူတိုက်ခိုက်ရေး Kamikaze ဒရုန်းပေါ်အုံမြူတိုက်ခိုက်ရေးရဆိုလို့ရှိရင်ယူကရိန်းသားတွေအတွက်စဉ်ဆက်မပြတ်အလေးအကျဉ်းတစ်ခုဖြစ်ကြောင်းသတိပြုတင်ပါတယ်။ရုရှားနိုင်ငံကယခုနှစ်မေယာဒီနေ့ နွေရာသီနှင့်နွေရာသီကာလများတွင်တောမီလောင်ကျွမ်းမှုပေါင်း၄00ကျော်ဖြစ်ပွားခဲ့ကြောင်းရုရှားအရေးပေါ်ဝန်ကြီးဌာနကသတင်းထုတ်ပြန်ထုတ်ပြန်လည်းပဲယူကရိန်းကိုရုရှားကျူးကျော်မှုစတင်ချိန်မှဆောက်ရီပုံမှန်မဟုတ်တဲ့မီလောင်ကျွမ်းမှုများပောက်ကွဲမှုများအများအပြားဖြစ်ပွားခဲ့ပါတယ်။ဒီအကြောင်းကိုတော့တရားဝင်ရှင်းပြထားသလိုမရှိပါဘူး။၎င်းတို့တွင်ဘယ်ကိုရော့ရှိလောင်စာစီအယောင်းဆိုင်များပင်မိလောင်မှုနှင့်ယူရိန်းရဲ့အနည်းရှိ ဖဲမုံစစ်ဆောင် URN ၏ပြည်မျိုးနှင့် T-Pest Rescue လေးကြောင့်ပြည်သူများတို့လည်းပါဝင်ပါတယ်။အဆိုပါဖြစ်ရများဆိုလို့ရှိရင်ယူကရိန်းစစ်မှုထံရုံများရုရှားနိုင်ငံရဲ့ယူကရိန်းစစ်မှုထံရုံများကိုဖျက်ဆီးဖို့ရန်အတွက်လုံရည်များဖြစ်တယ်ဟုထင်ကြီးပေးကြသည်များဖြစ်ပေါ်ထင်ကြီးပေးကြသည်များဖြစ်ပေါ်စေခဲ့ပြီးယူကရိန်းစစ်ပွဲစတင်ချိန်မှာဆောက်ရည်မိခိုဖျက်ဆီးမှုများလည်းဖြစ်ပွားစေခဲ့ပါတယ်။ဇန်နဝါရီလတွင်စတင်ထောင်ခဲ့ပြီးတော့ကီဖက်တွင်ဌာနချုပ်တရှိရဲ့မီယန်များရဲ့အဆိုအရ ယူကရိန်းနဲ့နိုင်ငံတစ်ခွဲများရဲ့အထွေထွေဝန်နဲ့များအနေဖြင့်ယူကရိန်းနိုင်ငံ၌တိုက်ခိုက်မှုများဖြစ်ပွားတဲ့နေရာကိုဖော်ပြထားသင့်လို့မရှိပါဘူး။ဖေဖော်ဝါရီလ24ရက်မှမေလ24ရက်အတွင်းရုရှားတပ်ဖွဲ့ဝင်နဲ့တဲ2,950ခန့်ဆုံးရှုံးခဲ့ပါတယ်။ရုရှားတပ်ဖွဲ့များဆိုလို့ရှိရင်အစီပိုင်းမျိုးများကိုစောင့်ကြည့်လေ့လာသူ Donets Lucas နဲ့ Ruby Nito ကိုဝင်းရံရန်ကြိုးပမ်းနေကြောင်းဒီနိုင်ငံကွယ်ရေးဝန်ထမ်းကပြောကြားခဲ့ပါတယ်။ ယူကရိန်းသမ္မတဗလာဒီမာဇယ်လစ်စီကရုရှားတပ်ဖွဲ့များဟာဆိုလို့ရှိရင်တိုက်ပွဲဖြစ်ပွားတဲ့ဒွန်းအာဒွန်းဘတ်စီရဲ့သမ္မတတွေနေထိုင်နေပြီးအရာအလုံးကိုဖျက်ဆီးဖို့လည်းစူးစမ်းနေကြကြွတ်ခဲ့ပါတယ်။ယူကရိန်းဒရုန်းစီးရဆိုလို့ရှိရင်ရုရှားစားတွေကိုကရုတ်ချက်တစ်ခုမှပုံကျဲချပြီးတော့အထူးစစ်ရေးတပ်ဖွဲ့တွေရဲ့ကုကဲမှုကိုမှုန့်နှောက်ပေးလိုက်တဲ့အခိုက်အတန့်ဗီဒီယိုကိုရိုက်ကူးထားပါတယ်။ဂရိနိုင်ငံအခြေအကျဆုံးဒေတာလူဟက်စင်ကြီးကတေရှင်ဒိုနက်စ်အဒီတွင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ယူကရိန်းစစ်တပ်ကလူဟက်စတန်ပြည်ကြီးကေတရင်ဒိုနက်စီနဲ့ငကယ်နဲ့ဖြစ်ပွားခဲ့ကြအောင်ယူကရိန်းစစ်တပ်ကလည်းနာနေတဲ့ထုတ်ပြန်တဲ့ခုပြည်ရခဲ့ပြီးတော့စိတ်တပ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြင်ပန်းနန်းတဲ့နေရန်သူတွေဟာဆိုလို့ရှိရင်ကျွန်တို့ရဲ့တာကော်ကြီးတစ်ဖွဲ့များနဲ့တပ်ဖွဲ့များအတွက်အများရန်ပုံမှုလဲကျူးတဲ့သားကောင်များဖြစ်ကြောင်းယူကရိန်းစစ်တပ်ကပြောကြားခဲ့ပါတယ်ဒီကိတဲ့ဖွဲ့တွေရဲ့အထူးစစ်စစ်ရေးတပ်ဖွဲ့တွေကဆိုလို့ရှိရင်မက်ရှားတွေကိုတဲဖြစ်ရေဖို့အောင်ထိတာခိုင်းတဲ့ညီလက်များစွာကိုတီထားတော့ကြောင်းလို့ ဒီနေရာဆိုလို့ရှိရင်ပေါ်ပါပြီးတော့ဈေးသက်သာတဲ့ခဲယံမိကြောက်ပြီးနေ operator ရဲ့တစ်ချိန်မှာကြွဲကျင်တဲ့ drone ဈေးသက်ကြီးကိုဘယ်လိုပုံစံနဲ့ပြသထားသလဲဆိုတော့ video ပိုင်းမှာတွေ့မြင်ရမှာဖြစ်ပါတယ်။စာဗီလာမင်းဆက်ရဲ့နည်းမြေတွင်သိမ့်မိုက်ထားသူတွေဟာတိုက်ခိုက်မှုရလက်အဖြစ်ချင်းသက်စံများထက်မှအသိပြရပါတယ်။ဖက်ဆာနိုင်ငံသား၄ဦးအားဆိုလို့ရှိရင်အချိန်နှီးကောင်းတရက်ကိုရရှိခဲ့ပြီးတော့သိမ့်မိုက်ထားသူတွေရဲ့စုပ်ပစ္စည်းတွေ unit ကို unit တွေကိုစောပွဲအင်များဖြင့်နေအိမ်သို့ပြန်လည် ထက်ခွာသွားပြီဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ operator များဟာဆိုရင်ပဲရှိတဲ့စနစ်မြန်တာတွေကျွန်တော်တို့ရဲ့ operator များဟာဆိုရင်တစ်ချိန်လုံးပါဝင်နေတဲ့အတွက်ကြောင့်မလို့အရင်ကြီးတဲ့အချက်ဟာဆိုလို့ရှိရင် Russia ကျူးကျော်သူများမိနစ်ပိုင်းအတွင်းမိမိနစ်ပိုင်းအတွင်းမောပန်လာကရှိတဲ့ရေးကြီးအန်တီကိုမျောလင့်နေတာသိနေဖြစ်ပါတယ်။ဒီကရီးစစ်တပ်ရဲ့ပြန်လည်တိုက်ခိုက်မှုများကြောင့်မလို့ရုရှားနိုင်ငံရဲ့တိကအစီ 3194ကြီကြတိုက်ခိုက်ရရင်66အမြောက်စနစ်များ201ဒုံးကြီးပြည်လူမှုစနစ်များ63လေးရင်စက်ကြီးစနစ်များ205စစ်ရင်များရဲရင်190နှင့်2213မော်တော်ယာဉ်ဘာသာစီတင်ပေါ်73စီတင်ပေါ်480စီဒုံးပြန်130နှင့်မောင်းသူမဲ့လေးရင်များ480စတဲ့အမြောက်အများကိုဆုံရှုံးစေခဲ့ပါတယ် ယူကရိန်းသမ္မတဟာဆိုလို့ရှိရင်ရုရှားရဲ့ယူကရိန်းကိုပြုလုပ်ခဲ့တဲ့ရုရှားရဲ့ယူကရိန်းကိုဒီပြုလုပ်ခဲ့တဲ့အရာများဟာဆိုလို့ရှိရင်စာယုံဖွဲ့ရအတိမတ်များအစာယုံဖွဲ့ဖြစ်နေကြောင်းအစာယုံဖွဲ့အဖြစ်အပြည့်မဲ့ပြုဖို့ရန်ပြသခဲ့ပြီးတော့ကာဆွန်ရဲ့လူကြီးအုပ်ထရဲ့တာမိုင်းမျိုးများကိုပြန်လည်ထိတွေ့ရင်ကိုရင်းကဆုံးဖြတ်ထားကြောင်းပြောကြားပါတယ်။နောက်ထောင်မျိုးများတည်စုပြီးအောက်ခြေတွင် comment များထင်မြင်ချက်များကိုတက်မှတ်ချက်များကိုထားခဲ့ကြနောက်ထပ်ပြီးတော့အမြန်ရှိရန် subscribe လုပ်ဖို့နေရမိပါနဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ပြင်းလာမယ့်ဆက်လက်ပြီးဆုံးဖြတ်ပါမယ်ရှင် ဒီနေ့ပြောကြမယ့်အကြောင်းအရာတော့ဒီနေ့ဗီဒီယိုလေးရဲ့ကောင်းစင်ကတော့ထိတ်လန့်စီခဲ့တဲ့စူပါတန်ကြက်ကလေးရင်းများအကြောင်းပဲဖြစ်ပါတယ်။မြမတက်မလို့ဘဟုသူရအနေဖြင့်ပြိတက်များအားလုံးကျမ်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းကျွန်တော်တို့ရဲ့အစီအစဉ်ကိုလိုက်နော်ဖို့ဖိတ်ခေါ်ပါရစေ။ချက်သမရနိုင်ငံကရုရှားနိုင်ငံရဲ့ကြီးမားတဲ့လက်နက်များနဲ့စင်ကူတီဒုံးဒီလောင်ကျောင်း20 IM ကိုယူကရိန်းကိုပေးပို့ထားပြီးတော့ယူကရိန်းကွန်မြူနီနိုင်ငံများနဲ့ယူကရိန်းတို့ရဲ့ကြာဆုပ်ပြည့်ရဲ့ပုံစံလက်နက်လက်နက်များပေးပို့မှု ရှိန်မြင့်တင်နေသည်ဟုကကွေအဲအကြီးတန်းကကွေဝန်ထမ်းကအရာရှိတဲ့ဥစ္စာပြောကြားခဲ့ပါတယ်။ယူကရိန်းသမ္မတအာမီစီလန်ဂီကရုရှားကျူးကျော်ဝင်ရောက်လာတဲ့သေဆုပ်ဖို့ကောင်းလို့ခေါ်ရန်သူတွေကနောက်တော့ပြန်လဲပေါ့မဟာမိတ်တွေကိုလက်နဲ့ကြည့်နေမြတ်တမ်းမှုပြီးပြီးတော့ဘူရုံးနီးကတိုက်တွန်းခဲ့တယ်လို့တူးချင်းဘောလီတစ်ချက်ချင်းပြစ်ခတ်နိုင်တဲ့ဘောလီမှာဘောလီအကြောင်းအဲ့ဘောလီမှာဆိုလို့ချင်းဒုံးကြီး၄၀လောက်ပါရှိပြီးတော့ပြစ်လွတ်နိုင်တယ်ဆိုတဲ့အကြောင်း ။ဤဒုံးစနစ်ရဆိုလို့ရှိရင်ကြီးမားတဲ့ area များကိုပဲပျက်စီးစေနိုင်ကြောင်းဆက်သက်မှုများအရာ header သုံးပုံတစ်ပုံဆိုရင်ပြင်းပြင်းနေတဲ့အကွဲကွဲအကွာကွာအများအများပြင်းပြင်းနေရရှိရင်ဒီလိုအထူးသဖြင့်ဒီဒုံးကြီး40လောက်ပါတဲ့ပစ္စည်းကိုအသုံးပြုပါက NDA ကိစ္စအထင်းထောက်နိုင်တဲ့အကြောင်းပါ။အေး ဘုံးကျေလုံ40ပါတဲ့ပြည်တောင်ဟာပောက်ကွေရ256ကီလိုဂရမ်နဲ့ကြီးမြပြီးတော့ IM 80ရဲ့အဓိကအင်ငယ်ရင်းများထဲမှာတစ်ခုဖြစ်တဲ့120မီလီမီတာဒုံးပြတ်40ရှိတဲ့ကြီးကက်တစ်ခုကိုအမြန်ပြန်တင်ရန်အတွက် MUR တက်ကက်စီနောက်ဘက်တွင်ထားရှိပါတယ်။ပြန်20မီလီမီတာဒုံးပြအလုံး40ကိုပြည့်လွတ်ပြီးဒီဒီနဲ့လူကြီးဝရောက်စစ်ပတ်မှုမရှိဘဲဒုံးကွန်ဒုံးအလုံး40ကိုမက်ကဲဇင်းလိုက်တစ်ခုအနေနဲ့ချိန်ညှိပြီးတော့ပြည့်ခတ်နိုင်ပါတယ်။ IM 80ဘန်မရက်120မီလီမီတာ190ကီလိုဂရမ်ခွေးပုံး14ဒါရှိတဲ့ ရှစ်လုံးလုံးတရာတီ 3C V8 engine ဆိုလို့ရှိရင်တနာရီလင်ကီလိုမီတာ90အမြင့်လုံးရေလုံးကြီးစနစ်တစ်ခုလုံးရဲ့ပြင်းထန်တဲ့ရွေးရှားနိုင်ရွေးရှားနိုင်မှုကိုအမှတ်ခံချက်ပေးထားပါတယ်။ DIM 90 like IM 90.22 mm မှာဆိုလို့ရှိရင်ဒီ tracker tracker တထရာတီ75ခွင်ရှိ into ခွင်ရှိရဲ့ကိုယ်လေးနဲ့ပေါင်းဆက်ထားပြီးတော့ဘယ်ခင်းက Euro 385 အာယခင်ကယူရို385နဲ့ဂီယာပေါက်နာရိုက်ကကူတင်းကလေးစားများရဲ့စီမီအော်တိုမက်တစ်စနစ်ဖြင့်နောက်ထပ်ဂီယာပေါက်တစ်လုံးဖြစ်တဲ့တက်ထရန်နှစ်တက်တမ၃တုံညတားတစ်လုံးကိုတိုင်ကြီးတစ်လုံးအားအသင်းထက်လက်ကြောင်းမလို့ဒုံးကွစနစ်ဟာဆိုလို့ရှိရင်ကီလိုမီတာ၁၀၀၀အောက်ကွာဝေးပြီးပြန်တန်းနိုင်ပါတယ်ဒုံးကွနှုတ်စနစ်ရဲ့လေယံမှုတွေညနဲ့လေယံကမ်းများကိုကောက်ွယ်ထားပြီးတော့သူကြီးနဲ့တန်ကြက်ကမူမှန်ထားတဲ့အခြားဒုံးကြီးစနစ်ရဲ့နောက်ထပ်နောက်ဆုံးဘက်ဘာရှိရဲ့ပြင်အခြားသောဒုံးကြီးစနစ်ဘာရှိရဲ့ပြင်အခြားရဲ့ပြင်ကိုအနာ MBC မှာကောက်ကွယ်မှုမဲ့အတိအမဲ့ပြုထားပါဗျ။ဒုံကွင်းတုံးဆက်နေတဲ့လုံးဝမွမ်းမံထားတဲ့တိခတ်ထင်းကြုံမှုနဲ့လမ်းကြောင်းရွက်စနစ်များပါရှိပြီးတော့ဥပမာပြင်အပြင် DIM 80မိုဂျူလာဆိုလို့ရှိရင်ဂျာမနီနဲ့ဆိုစလိုဗိုက်ကီးယားမှာ IM 80နဲ့ဗီဒိုဆက်လုံးတို့အဆင့်မြင့်တရတဲ့နှစ်ခါခုနှစ်ကစုံပြတ်ခဲ့တဲ့မော်ဒယ်လေးဖြစ်ခဲ့ပါတယ်။ဒါကြောင့်မလို့ဒီရ20မီလီမီတာဒုံးကြီးမြောက်ပြည့်ခဲ့ဖို့ရန်သို့မဟုတ်နှက်ဆနေတဲ့290ကိုမီလီမီတာ နှက်ဆဖြစ်တဲ့ညံ29မီလီမီတာဒုံးကျည်မျိုးကိုလက်ရောက်ညီတွေဖြစ်အောင်ပြပြပြင်ထားခြင်းဖြင့်ဒုံးကျည်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုအစစ်မြင့်တန်းခြင်းဖြင့်အီမော်ဒယ်ဟာအခန်းအတွင်းသခန်းကို IM 90မူဂျူလာကို IM 90ပန်ရှင်မြတ်တဲ့အစစ်မြင့်တန်းမှုပြင်ရရှိနိုင်ပါတယ်။ထားထောင်သူများကျေးဇူးပြုပြီးအားချိတ်တင် comment များအဖြစ်တက်မဲ့ဆက်မြန်မှာဖြန့်ရှိရနောက်ထပ်ဗီဒီယိုကိုအသေးများနားထောင်နားဆင်ရမယ့်အတွက်ဆိုရှင် subscribe လုပ်ဖို့နှိမ်မိပါနဲ့ရှင်။ကျေးဇူးတင်ပါတယ်။နောက်တတိယအကြိမ်တွင်ပြန်လည်ဆုံကြပါမယ်ရှင်။